ဲမင်္ဂလာပါရှင် Let's talk the new channel ကနေကြိုဆိုပါရစေ The Anthem dot TNN နေတိမ်ပိတ်ထိန်ချုပ်ထားတဲ့မန္တလေးတိုင်းမိုးကုံးမြို့နယ်ချမ်းတီမြောက်ပိုင်းကမိုးမိတ်မြို့တို့ကိုစစ်ကော်မရှင်ထံပြန်ပေးဖို့တဘောတူလိုက်ပြီလို့ဒီနေ့အော်တိုဝါ29ရက်မှာသတင်းထုတ်ပြန်လာပါတယ်တရုတ်ကြောင်းဝင်မှုနဲ့စစ်ကော်မရှင်ရဲ့ပလောင်တီနယ်လွတ်မြောက်ရေးတပ်ဦး PSLN TNN နေကပိုးစလေအဖွဲ့တွေတရုတ်နိုင်ငံကူးမင်းမြို့မှာ အောက်တိုဘာ28ရက်တို့မှာကိုကြိမ်မြောက်တွေ့ဆုံဆွေးနွေးပြီးနောက်အခုလိုသဘောတူပေးလိုက်ရတာဖြစ်ပါတယ်။အခုပြန်ပေးလိုက်တဲ့မြို့ဟာပထမအကြိမ်တွေ့ဆုံတုန်းကစစ်တပ်တောင်းဆိုထားတဲ့၅မြို့ထဲကနောက်ဆုံးကြန့်ချိနေတဲ့မြို့တွေဖြစ်ပါတယ်။မန္တလေးလာချိုကုန်းတွယ်ရေးလမ်းမကြီးဘော်ကအဓိကမြို့၃မြို့ဖြစ်တဲ့နောင်ရှိုးကြောက်မဲနဲ့တီဘောတို့ကိုဇွန်လကနေအောက်တိုဘာလအထိ၄လအတွင်းတိုက်ခိုက်တိုင်းပိုက်ခံရပြီးနောက် ျန်နေတဲ့အထဲကမိုးကုတ်နဲ့မိုးမညို့တွေကိုတအန်းတက်တီအန်အန်တွေကစစ်ကော်မရှင်ထံအတိုက်မခံပဲပြန်ပေးဖို့တဘောတူလိုက်တာဖြစ်ပါတယ်။ဒါကြောင့်တနက်မဖောက်ပဲတရုတ်ကူညီနဲ့စစ်တပ်ပြန်ရတဲ့မြို့အရေးအတွက်ဟာ NNDAC ကလာရှိုးအပါဝင်၃မြို့အထိရှိလာခဲ့ပြီဖြစ်ပါတယ်။ဒါပေမဲ့ TNN တွေထုတ်ပြန်ချက်ထဲမှာတဘောတူတတ်မှတ်ထားတဲ့ကာလအတွင်းမိုးကုတ်နဲ့မိုးမညို့တွေကလည်း TNN တက်တွေပြန်လည်ဆုတ်ခွာမယ်လို့ဆိုထားပေမဲ့ဘယ်အချိန်မှစတင်ဆုတ်ခွာမှာလဲဆိုတာကိုတော့ထည့်သွင်းဖော်ပြထားတာမရှိပါဘူး။ကိုကန်တန် NNDA ဟာတစ်တုံညာနှစ်ခုဆစ်စီရေးကာလဖြစ်တဲ့2024ခုနှစ်ဩဂုတ်လမှာလာရှိုးအခြေဆိုင်စစ်တပ်ရဲ့အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကိုတိမ့်ပိုက်ပြီးလာရှိုးမျိုးကိုပါထိန်းချုပ်ခဲ့တာဖြစ်ပါတယ်။အဲ့ဒီနောက်တရုတ်ကြဝင်ပြီးဆွေးနွေးပွဲတွေပြုလုပ်ခဲ့ပြီးနောက် ဒီနှစ်ဧပြီ27ရက်မှာစစ်တပ်ထံ NNDAA တို့အပြီးတက်လွှဲပြောင်းပေးခဲ့တာဖြစ်ပါတယ်။ NNDAA တပ်တွေဟာမြို့ကိုပြန်ပေးဖို့သဘောတူညီခဲ့ပြီးနောက်ရက်ပိုင်းအတွင်းစုခွာမှုတွေစတင်ခဲ့တာလို့သတင်းတွေအရသိရပါတယ်။ PSNL TNN နေနဲ့စစ်တပ်တို့ရဲ့အခုအချိန်ဆွေးနွေးပွဲမှာဒီနှစ်2025အောက်တိုဘာ29ရက်ည7:00နာရီကစလို့အပြစ်အခက်ရက်စဲကြမယ်ဆိုပြီးလဲလက်မှတ်ရေးထိုးခဲ့ကြတယ်လို့ သိရပါတယ်။နောက်ဒီနှစ်ဖက်သဘောတူညီချက်အတွင်းတအန်းဒေတာကိုစစ်တပ်ကလင်းရင်ပုံကျဲတာ ထိုးစစ်စင်တိုက်ခတ်မှုတွေမပြုတ်လို့ဖို့လဲသဘောတူလက်မှတ်ရေးထိုးခဲ့ကြတယ်လို့ TNN တွေက ဆိုပါတယ်။ PSN နဲ့ TNN တွေကဒူပိုချုပ်ကြီးတာချုပ်ကြားဦးဆောင်တဲ့အဖွဲ့နဲ့စစ်ကော်မရှင်ဘက်ကဒူပိုချုပ်ကြီးကိုကိုဦးဦးဆောင်တဲ့ NSPNC ကိုယ်စားလှယ်အဖွဲ့တို့ကတရုတ်နိုင်ငံအထူးကိုယ်စားလှယ်တိန့်ရှိကျွန်းရဲ့ ဂျားဝင်ညိနိုင်မှုနဲ့ကိုးချိန်မြောက်တွေ့ဆုံဆွေးနွေးပွဲကိုတရုတ်နိုင်ငံကူးမင်းမြို့မှာ အောက်တိုဘာ29 28ရက်တို့မှာပြုလုပ်ခဲ့ကြပါတယ်အခုဆွေးနွေးပွဲကသဘောတူညီချက်တွေကြောင့်တစ်တောင်ညာနှစ်ခုစစ်စင်ရေးနှစ်ပိုင်းအတွင်းတရားနာနေထိန်းချုပ်နိုင်ခဲ့တဲ့ဆက်နှမျိုးကနေအခုတော့ခုနှစ်မျိုးတာကြန့်ရှိတော့မှာဖြစ်ပါတယ်တအန်တမ်တော့တရားနာနေနဲ့မဟာမိတ်တွေဟာ ဗဒမြားနေလို့တင်စားခေါ်ဝေါ်ကြတဲ့မိုးကုံမြို့ကိုတစ်တုံညာနှစ်ခုဆစ်စင်ရဲ့ဒုတိယပိုင်းအဖြစ်ဇွန်လ25ရက်နေ့ကစတင်တိုက်ခိုက်ခဲ့ရမှာမိုးကုံမြို့အနောက်ပိုင်းကို TNN နေနဲ့တီတုကာကွယ်ရေးတပ်တွေတိမ့်ပိုက်ထိန်ချုပ်နိုင်ခဲ့ပြီးနောက်မိုးကုံမြို့အရှေ့ပိုင်းကိုတော့တလလောက်ကြာဇွန်လ24ရက်မှာတိမ့်ပိုက်နိုင်ခဲ့ပါတယ်။ရှမ်းပြည်မြောက်ပိုင်းကမိုးမိတ်မြို့ကိုလည်းတစ်တုံညာနှစ်ခုဆစ်စင်ရဲ့ဒုတိယပိုင်းဖြစ်တဲ့ဒီခဲတဲ့နှစ်ဇွန်လလာ 31ရက်မှာတိမ်ပိုင်နိုင်ခဲ့တာဖြစ်ပါတယ်။ဒီနှမြုပ်ကိုတနက်တစ်ချက်မှဖောက်ပဲ TNN တွေတို့လက်လွတ်ပေးလိုက်တဲ့အပေါ်ပြည်သူတွေနဲ့တော်လန်ရေးတပ်တွေကြားအမျိုးမျိုးဝေဖန်ပြောဆိုမှုတွေပြုလုပ်နေပါတယ်။တော်လန်ရေးကတော့အတော်လေးအားရဖို့ကောင်းတဲ့အချိန်တွေမှာရှိနေပါပြီလို့ရန်ကုန်မြို့မှာနေထိုင်သူလူငယ်အမျိုးသားတအူးကအငော်တူးမှတ်ချက်ပေးပေးမိ။ရှမ်းမြောင်မှာတီအန်အန်နေတုံးနဲ့အတူတိုက်ပွဲဝင်ခဲ့မှုတဲ့တော်လန်ရေးရဲဘော်တအူးကတော့ တရားနာနေက NNDA လို့မဟုတ်ပဲတောင်းတော့ခံပါသေးတယ်မတက်တာတဲ့အဆုံးလက်လျှော့ပေးလိုက်ရတာပါတရုတ်ဖီအားကအတော်လေးကိုကြီးနေတာစစ်တပ်ရဲ့လေရင်ဘုံတံကိုလည်းအဲ့ဒီကပြည်သူတွေအတော်လေးမခံနိုင်တော့တဲ့အခြေအနေမှာရှိနေတာလေးဆိုပြီးတော့မချက်တွေပေးလာကြပါတယ်တစ်ဖက်မှာလည်းအဲ့ဒီလိုလက်လွတ်ရတဲ့မြို့တွေမှာစစ်ကော်မရှင်က ရွေးကောက်ပွဲကျင်းပလို့တာကြောင့်အခုလိုနှီးအမျိုးမျိုးနဲ့အသေးအတန်လိုက်လံတိုင်းပိုက်နေတာဆိုတော့တုံးသက်ပြောဆိုမှုတွေလည်းရှိနေပါတယ်။အဆုံးထိကြည့်ချုပ်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။ကျမတို့ channel လေးကို subscribe လုပ် like လေးလုပ်ပြီး match လေးတွေဝင်ပေးကြဖို့လည်းဖိတ်ခေါ်အပ်ပါတယ်ရှင်။မြမတီတူပြည်သားအပေါင်းလိုအင်ဆန္ဒတွေပြေးပါပြီးကိုကျမ်းမစိတ်ချမ်းသာကြပါစေရှင်။